အဲ့တော့ကျွန်တော်တို့ကအာကျွန်တော်တို့ခုနကရရတယ်ပေါ့နော်ကျွန်တော်တို့ဒီအာဟိုဒီ Binance ကပေးတဲ့ Binance ကပေးရကျွန်တော်တို့ဒီငလျင်တန်ခံရတဲ့မြန်မာနိုင်ငံရဲ့လူတွေနဲ့ထိုင်းနိုင်ငံလူတွေအတွက်ကိုပေးတဲ့ reward ပေါ့နော် Give and Community ကအာကျွန်တော်တို့ဒီမှာပေးရပါပါလိ အာဒီမှာကျွန်တော်တို့ robot hat ထဲမှာရှိတဲ့ကျွန်တော်ခုနကအာကျွန်တော်တို့ဟို token ပေါ့နော်ဟောဒီ BME token ပေါ့နော် BME token ကျွန်တော်ကလက်ရှိတော့၃လပြီပေါ့နော်၃လအဲ၃လပြီဆိုတော့ထုတ်လိုက်ပြီပေါ့နော် ထုတ်လိုက်ပြီဆိုတော့ကျွန်တော်ဘာဒီမှာတော့မရှိတော့ဘူးနော် okay အဲ့တော့ for example ကျွန်တော်တို့ကဘလို့ဟိုဆိုလိုတာကဟိုမြန်မာငွေဘလို့လဲမလဲပေါ့နော်မြန်မာငွေဘလို့ထုတ်မလဲအဲဘလို့ပြန်ထုတ်မလဲပေါ့နော်ဆိုလိုတာလေဘလို့ပြန်တော့လုံးဝအစိမ့်တက်တက်ဖြစ်နေတယ်ဒီ credit နဲ့ပတ်သက်ပြီးတော့အစိမ့်တက်တက်ဖြစ်နေရယ်ဆိုလို့ရှိရင်တော့ ဟိုဘယ်လိုပြောပြန်ရောင်းဖို့ပြန်ထုတ်ဖို့ဆိုတာကကြတော့လေအဲနည်းနည်းတော့အခက်အခဲရှိနေမယ်ဗျအဲ့တော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ forest ပဲပြလိုက်မှာပေါ့နော် forest ပဲပြလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မှာဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်က DBMB ကိုကျွန်တော်ကဒီကျွန်တော်ကျွန်တော် PMB ကိုကျွန်တော်ထုတ်လိုက်ပြီဗျထုတ်ပြီးတော့ကျွန်တော်ကထပ်ဖြည့်ပြီးတော့အော်ပြန်ပြီးတော့ကျွန်တော်လှူလိုက်ပြီပေါ့နော်အဲဘာလို့ဆိုတော့သူ့ရဲ့ပမာဏကတော့ကျွန်တော်တို့ဒီ ီစခိုင်းရမဟုတ်ပဲねအဲ PO PO ရထားတဲ့ PO ရှောက်ထားပြီးသားစခိုင်းရတူတွေဆိုလို့ရှိရင်တချို့လူတွေတွေ့ဆိုလို့ရှိရင်ဒေါ်လာ90ပေါ့နော်ပမာဏနဲ့ညီမျှတဲ့ BNB ကိုသူက reward အနေနဲ့ pay အာ donation အနေနဲ့ pay ရပေါ့နော်အာဒါပေမဲ့စကိုင်းဘက်ကငလိတိုက်ရိုက်မတိစကိုင်းဘက်ကမဟုတ်ပဲနဲ့ကျွန်တော် proof of APO is a proof of address ပေါ့နော်အဲ့တော့စကိုင်းဘက်ကမဟုတ်ပဲနဲ့ကျွန်တော်တို့ဟာဒီရန်ကုန်မြန်မာနိုင်ငံပေါ့ဗျာမြန်မာနိုင်ငံတခြား ြို့တွေမှာနေရတူဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုးခုနဒီ4ဒေါ်လာကျော်ကျော်5ဒေါ်လာနီးပါးရှိရက်ဒီဒီ donation ပေးတယ်ဗောနော်ဒါပေမဲ့လူတိုင်းတော့မရဘူး तू ကကြတော့ဟိုဟိုဘယ်လိုပြောအောင်လဲဟိုမဲနိုင်ပြီးပေးရသဘောဗောနော်မဲနိုင်ပြီးပေးရသဘောဒီ address ကိုဒီလိုပေးနိုင်ပြီးတော့ပေးရသဘောပဲသဘောပဲဆိုတော့ဟိုဒါထိုင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံလူတွေရမယ်အဲ especially အထူးသဖြင့်ကျွန်တော်ငလင်းတိုင်းခံရတဲ့အဲဒေတာလူတွေ POA ဟိုဖြစ်ပြီးသားလူတွေ plus of address ကိုရပြီးသားလူတွေကအာဒေါ်လာ90ရမယ်ဒေါ်လာ90ရနိုင်ကြီးရှိတယ်ဘောနော်ဆိုတော့သူကသူကကျတော့ဟိုဒီတိုင်းဟိုပေးလိုက်တာဆိုတော့လေလူလိုက်တာဆိုတော့ငါတို့ရရင်ရှိရဲမဟုတ်ရင်အဲတိုက်မခံသူတွေဆိုလို့ရှိရင်မြန်မာနိုင်ငံတွေရဆိုရင်ကျွန်တော်တို့9ဒေါ်လာရမယ်ဒါဒါပဲတိတ်ထူးထူးဘာမှတော့လုပ်ဆရာမလို့ခုန raw ဟာတဲ့မှာကြည့်လိုက်ရင်ရပြီโอเคအဲ့တော့ဆိုလိုတာအခုဟာကျွန်တော်တို့ကဘလို့ အဲ့ကောင်ထုတ်ပြီးတော့တုံးလဲပေါ့နော်ဘလို့တုံးလဲဆိုတာကိုကျွန်တော် for example နဲ့ပြဒီမှာ party ဆိုရဲထုတ်ကင်လေးပဲထားလိုက်ပါတော့သူကတော့ BNB ပြရပါတော့ for example ပေါ့နော် party token ကျွန်တော်မှာ lazily token ရှိတယ်အဲ့တော့ party token party token network ကထုတ်တဲ့ party token ပေါ့နော်ကျွန်တော်ကဒီမှာ44 token ရှိတယ်ဒီ USD နဲ့တော့ဆိုရင်7.31 USD ရှိရပါတော့အဲ့ကောင်လေးရှိရပါဗျာအဲ့ကောင်ကို DBNB လို့ပဲတက်မှာလိုက်ပါတော့ အဲ့ကောင်ရှိအဲ့ကောင်အဲ့တော့ကျွန်တော်တို့ကဒီ party token ကိုကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုတော့အော် convert လုပ်ပါမယ်ဘောလို့ပြောပါဆိုရင်အဲ trade လုပ်လို့တော့လကောင်သို့မဟုတ် convert လုပ်လို့တော့လကောင်ဘောလို့အဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့ကဘာချိန်ရမလဲဆိုတော့ USD ဆိုတာချိန်ရအောင် okay နော်အဲ့တော့ဘယ်မှာရှိလဲဆိုတော့ Binance တဲမှာရှိတယ်ဒီမှာ trade ဆိုတဲ့ portfolio ရှိတယ်အဲ့လေးကိုတစ်ချက်နှိမ့်လိုက်မယ်ထိတ်နှိမ့်လိုက်ပြီးလို့ရှိရင်ဒီမှာ convert ဆိုတာရှိတယ်ဟုတ်ပြီနော် convert ဆိုတာရှိတယ်ဒီမှာ ဘယ်ကနေပြီးတော့ဘယ်ကိုပြောင်းမလဲဘယ်ခရစ်တိုကနေပြီးတော့ဘယ်ခရစ်တိုကိုပြောင်းမလဲပေါ့နော်ကျွန်တော်မှာပါတီရှိတယ်ဟုတ်ပြီเนาะကျွန်တော်တခြားအားနဲ့ခဏလေးအဒီပါပေါ့နော်ဒီမှာဆို frost ဆို dual randomly ဖြစ်နေလိမ့်မယ်သူကဒါပေမဲ့ကျွန်တော်တို့ကပြောင်းမှာဒီမှာဆို bmb ရအောင်ပေါ့နော်ကျွန်တော်ကတော့ bmb ကိုကျွန်တော်ကအာထုတ်လိုက်ပြီးဖြစ်တဲ့အကြောင်းဒီမှာအာကျွန်တော်တို့ Uh, sorry for is my una party ဆိုရွေးလိုက်ပေါ့နော်ရွေးလိုက်ပြီဆိုလို့ရှိရင်ဒီပါ party ဆိုတာရပါမယ် available ကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်မှာ44ထုတ်ခြင်းရှိရပေါ့နော်အဲ့တော့ maximum ကို နှိပ်လိုက်တာနဲ့ကျွန်တော်ကဒီမှာ44 44ဆိုပြီးတော့ရောက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒါ maximum တဲ့ဒါမှမဟုတ် maximum မဟုတ်ကျွန်တော်44မထုတ်ချင်ဘူး20ပဲ sorry 20ပဲထုတ်ချင်တယ်ဆိုလို့ရှိရင်ရအဲ့တော့20အောက်မှာတော့ဘာယူပြရမလဲဆိုတော့ကျွန်တော် USD USD ဆိုပြီးတော့ယူပြရပေါ့နော် USDT ဆိုပြီးတော့ crypto အဲ့တော့ party crypto ကနေပြီးတော့ party token party coin နေပြီးတော့ကျွန်တော် USD ကိုချိန်ရမှာပေါ့နော်အဲ့တော့ဒီကောင်ချိန်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က uh one party ကိုကျွန်တော်တို့က uh 0.165 z ပေါ့တော့ဗောနော်လက်ရှိအဲ့တော့ဒီကောင်လေးကတော့ငြိမ်နေမှာမဟုတ်ဘူးခဏခဏ refresh လုပ်ပြီးတော့ပြောင်းနေမှာဘာလို့ဆိုတော့ကျွန်တော်တို့ဈေးကအတက်ကြဖြစ်တယ်လို့ဒီမှာ market မှာလည်းတွားကြည့်လိုက်ဒီမှာ market ကိုတစ်ချက်ယူလိုက် market ကိုယူပြီးတော့ဒီမှာငါ party အာ uh, USDT ဆိုပြီးတော့ကျွန်တော် futures မှာ party USDT မှာကြည့်လိုက် သူ့ရဲ့ဈေးကကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုတော့ခဏလေးပါ line အနေနဲ့ refresh လေးလုပ်ကြည့်ပေါ့နော် okay သူ့ရဲ့ဈေးကဒီပါနော်0.1663ဖြစ်နေရပါတော့အဲဟုတ်ပြီနော် okay အဲ့လိုမျိုးလေးပေါ့နော် a trade ထဲဝင်လိုက်မယ် party အဲ့တော့ party က0.1657 net သူကဘယ်လိုပြောမလဲဟို convert လုပ်လိုက်တာပေါ့နော် party token ကနေမျိုး USD ကို change ပြလိုက်တာအ maximum change မှာဆိုလို့ရှိရင်လည်း maximum ကိုရွေးလိုက်အအမြင့်ဆုံးပေါ့နော်အကုန်လုံး change တာပေါ့နော် max ဆိုတာ maximum အကုန်လုံးချိန်လိုက်တယ်ဆိုတော့အဲ့တော့ကျွန်တော်44 party မှာ USDT ဘယ်လောက်ရမလဲ7 USDT ရမှာပေါ့နော် okay အဲ့တော့ preview ဆိုတော့နှိပ်ပြီးတော့ convert ကိုလုတ်လိုက်ရမှာလုတ်လိုက်လို့ရှင်ဘာရအောင်မလဲဆိုတော့ကျွန်တော်တို့က SSL မှာကျွန်တော်က USDT ရသွားမှာဟုတ်ပြီနော်အဲ့တော့ USDT ရသွားမယ်အဲဒီမှာ solution ကျွန်တော်ရှိမှာတော့ USDT ရကြတော့ဟိုဘယ်လိုပြောအောင်မလဲမရှိဘူးဘာဖြစ်လို့မရှိဘူးလဲဆိုတော့ကျွန်တော်ကဒီတစ်ခါအန်းထဲမှာသွားပြီးတော့ ဟိုဒီကျွန်မကျွန်တော်ဟိုဟိုရိုင်းလက်ရှိတယ်ကျွန်တော်တခြား crypto တွေနဲ့ဟိုရိုင်းရှိ USD ရကျွန်တော်ရှိပါဟိုက future မှာပဲရှိတာ USD ကလေ future ဆဲမှာပဲရှိတာကျွန်တော် trade ထားတာလေးပဲရှိတာအဲ for example ကျွန်တော်ပြချင်တဲ့သဘောပေါ့နော်အဲ့တော့ USD ရောက်လာမယ်အဲ USD ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်အောင်လဲဆိုတော့အဲ့ဒီ USD ကိုကျွန်တော်တော့တော်အားပြီးတော့မြန်မာကိုထုတ်ချင်တယ်ဆိုလို့ရှိရင်ဒါမှမဟုတ်တခြားအာ crypto သုံးနေကြအာ crypto နဲ့လည်းလှူလို့ရတယ်ဆိုတော့ နေရာတွေရှိလို့ရှိလို့ရှိရင်ကျွန်တော်ကသူတို့မှာရှိတဲ့ address ပေါ့နော်အဲ့တော့ address ကို finance ကဲ address ကိုတောင်းရမယ် Binance ကအဲ့ address ကိုတောင်းပြီးတော့ကျွန်တော်တို့ကဒီမှာဆိုလိုတာကအဲဆိုတော့နော်ဒီမှာဆိုလို withdraw နေလိုက်ပြီပေါ့နော် withdraw withdraw နေလိုက်နေပြီးတော့ကျွန်တော်ဟိုဒီမှာဆို BNB ဆို BNB ပေါ့နော်ဘာကိုလွှဲချင်တယ်လဲ BNB လွှဲချင်တယ်ဆိုရင် BNB ကိုရွှေပေါ့နော် party ကိုလွှဲချင် party ကို USDT လွှဲချင် USDT ရွှေပေါ့နော်အဲ့တော့ party ကိုလွှဲချင်တယ်ဆိုလို့ရှိရင်အဲ့တော့ party အဲ့ဆို send via crypto network crypto network ပေါ်နေသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က send via crypto network ကိုရွှေပေးရမယ်တိုးမဟုတ်ကျွန်တော်တို့ email တို့မဟုတ်ဖုန်း ုံပုံ ID နဲ့သွားခြင်းဒီကောင်ယူပြရမှာပေါ့နော်ကျွန်တော်တို့ကတော့ဒီ Sanctuary Crypto Network ပေါ်ကနေပဲလွှဲတာများတယ်အဲ့တော့လွှဲမယ်ဆိုရှင်ကျွန်တော်တို့အလူကိုလက်ခံမဲ့သူကလေလက်ခံရသူရဲ့ address လိုမှာပဲနောက်တစ်ခုကကြတော့ကျွန်တော် network လိုပါမယ်သူကဘာနဲ့လက်ခံပါလဲဆိုတော့ network ကိုယူပြရမှာဖြစ်ပါတယ် BME smart chain နဲ့လက်ခံပါလားပေါ်တော့ base နဲ့လက်ခံပါလားပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒီ party ကိုလွှဲမယ်ဆိုလို့ရှိရင် network network က finance မှာနှစ်ခုပဲကျွန်တော်ရွေးလို့ရတယ်ဒါပေမဲ့ဒီမှာသွားပြီးတော့ရွေးလိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့က ကျွန်တော် BME smart chain ကိုရွေးပြီးတော့လွှဲလိုက်မယ်ဆိုရှင် fees ကကျွန်တော်တို့3.20 party ပေးရမှာဖြစ်ပါတယ်အဲ့တော့ minimum withdrawal ကအနည်းဆုံးတော့6.4 party ဒီကျွန်တော်တို့ပေးရမှာအာအနည်းဆုံးလွှဲပေးရမှာပေါ့နော်6.4 party လွှဲပေးရမှာဒါဒီနေရာမှာ BME ဖြစ်မှာပေါ့နော် BME ဆိုလို့ရှိရင်တော့ free ဖြစ်ကောင်းလည်းဖြစ်နိုင်မှာပေါ့နော်အဲအဲ့လိုမျိုးလေးရှိတယ်အဲအဲ့အနေလွှဲလို့ရတယ်သို့မဟုတ်သို့မဟုတ်ပေါ့နော်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုလို့ရှိရင် ကျွန်တော်ဆိုလိုတာတော့အခုမှစပြီးတော့ခရစ်တိုလေ့လာနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအပိုင်းလေးကနည်းနည်းတော့အခက်အခဲရှိတယ်အဲကျွန်တော် address ထည့်နေရပါလဲမှားလို့မရဘူးနောက်တစ်ခုကကြတော့သူ့ရဲ့ transfer အာလုတ်လုတ်လုတ်တဲ့ဟိုအ ਨੇ စုံ max minimum amount ဆိုတာရှိရဲ့ဗျအာ USDT ဆိုလို့ရှိရင်လည်းကျွန်တော်တို့က10ဒေါ်လာ အ ਨੇ ဆုံးလွှဲပေးရတယ်ပေါ့နော်7ဒေါ်လာအ ਨੇ ဆုံးလွှဲပေးမှသာရတာဆိုတော့ဒီအဲ့တော့ဒီမှာ solution ကျွန်တော်တို့ထားလိုက်ပါတော့ party ကို party ကိုကျွန်တော်တို့က config လုပ်လိုက်တယ်ဆိုတော့7ဒေါ်လာပဲရမှာ7ဒေါ်လာပဲရရင်ကျွန်တော်တို့ကသွားပြီးတော့လွှဲလို့မရဘူးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်နောက်တစ်ခုကကြာတော့ဒီမှာအဲ့တော့အော်ဒီမှာဘာလို့ရလဲဆိုတော့ home name မှာရှိတဲ့ဒီပါ p2p ရေကိုတစ်ချက်ယူဝဲဟိုယူမယ် p2p ရေကိုဝင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကဘာလဲဆိုတော့ခုနကကျွန်တော်တို့က အာခရစ်တိုကနေဒီ BNB တော့လကောဟောပါတီတော့လကောပေါ့နော်အဲ့ဒီခရစ်တိုက USDT ပြောင်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်စုမဲ့ USDT ကရအောင် spot wallet ထဲမှာကျွန်တော် USDT ရလာမှာရလာတဲ့ခါကျလို့ရှိရင်ကျွန်တော်မြန်မာငွေပြန်ပြောင်းပြီးတော့မှလူချင်းလဲဆိုလို့လူတွေအတွက်ကကြတော့ဒီဟာလေးရှိတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကနော်ဝင်ပါလားရောင်းပါလားဆိုတော့ကျွန်တော်တို့ကရောင်းတဲ့ဘက်ကိုနှိပ်လိုက်မယ်။ရောင်းတဲ့ဘက်ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ payment method မှာကျွန်တော်တို့ကဘာလဲလိုချင်တာလဲ ပေါ့နော်ဥပမာ KB ဇက်ပေးနေလို့ခြင်းလားလား bank transfer နဲ့လို့ခြင်းလားလား wave ပေးနေလို့ခြင်းလားလားဆိုတာကိုကျွန်တော်ဒီမှာရွေးလိုက်လို့ရတယ်ပေါ့နော် KB ဇက်ပေးဆိုလို့ရှိရင် KB ဇက်ကိုပေးကိုနှိမ့်လိုက်ပြီးတော့အောက်မှာ confirm နှိမ့်လိုက်တိုင်းနဲ့ကျွန်တော်ကဒီမှာ KB ဇက်ပေးနဲ့လက်ခံမဲ့ match ဆေးအကုန်လုံးဒီမှာရောက်လာမယ်ပေါ့နော် okay အဲ့ဒီမှာတခုပြောစရာရှိတာကြတော့အဲ့တော့အာလူတွေအနေနဲ့ဆိုလို့ရှိရင်တော့လောက်ရတာကက်ကလေးဘာလို့ဆိုတော့ကျွန်တော်က limit တွေရှိတယ်အနည်းဆုံး ရောင်းရမယ်ရောင်းလို့ရမယ် limit ရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအနည်းဆုံး၄အဲ၄သိ၄သိ3900ကနေစပြီးတော့ဗာအတင်းဆုံးရောင်းလို့ရပါကျွန်တော်တို့9ဒေါ်လာလောက်နဲ့သွားပြီးတော့ကျွန်တော်တို့ကရောင်းလို့မရဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်အတိုင်းပဲ10သိအနည်းဆုံးရောင်း sorry တက် limit ပြောရမယ်ဆိုလို့ရှိရင်ပေါ့ဒီမှာဆို၄သိအင်္ဂါနေစပြီးတော့43သိကြာပေါ့နော်၄သိ oh sorry ၄သိ၄သိနဲ့၄သိ3900 900 အာဂျာပဲရောက်နေရမှာပေါ့နော်အဲဒီမှာကြောက်လို့ရှိလို့ရှိရင်၁၀သိန်းညအဲသိန်းတရာဂျာပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်တို့ဟိုဟိုလိုရောက်လို့ရပါပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်၄000ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က၄000နဲ့အဲတသိန်းဂျာရောက်နေရမှာသူ့ပါ affluent ဘက်ကအာ93 USDT ပဲရှိရဆိုတော့လေအဲအဲ့လိုမျိုးလေးတော့ရှိတယ်အမှ9000နဲ့ဒီမှာဆိုလို့ရှိရင်လည်း9000 ထပ်ပေါ့နော်ငါးတောင်းနဲ့အဲဟိုပါပေါ့ဟိုတသိန်းချာပေါ့အဲ့လိုမျိုးလေးရှိတယ်ဗျအဲ့တော့နဲဝါလီလီကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ရောင်းဝင်ရမယ်ဒီမှာဆိုလို့ရှိရင်တသောင်းပဲရှိမယ်ဟုတ်နော်တသောင်းနဲ့ဘာလဲဆိုတော့ကျွန်တော်9တောင်းချာရောင်းလို့ရမယ်ပေါ့နော်โอเคအဲ့ဒီတော့ကျွန်တော်တို့ကဒီမှာရောင်းချင်တယ်ဆိုရင်ဆိုပါစို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအာ4385ရမယ်ကျွန်တော်တို့မှာရှိရ USDT ကအာ1 USDT ကိုဘယ်လောက်ရမလဲဆိုတော့ကျွန်တော်တို့4 4385ရမယ်ပေါ့နော်ဒီမှာဆို80ခုဘောက်ဆိုသူကကြတော့ဟောတသိန်းအနည်းဆုံးပဲရောက်ပိုင်မှရှိတာပေါ့ဒီမှာကြတော့တသောင်းအနည်းဆုံးရောက်ပိုင်မှရှိတယ်ဆိုဈေးကတဖြည်းဖြည်းနဲ့ဟိုဟိုနည်းလာပေါ့နော်အောက်ရောက်လေးဈေးကနည်းလေးပဲအဲ့တော့ရောင်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က sales ကိုနေမယ် sales ကိုနေပြီးတော့ကျွန်တော်တို့ကအာဘာနဲ့ရောင်းချင်တာလဲကျွန်တော်တို့မှဟိုဆိုတော့ဒီထဲမှာရိုက်ထည့်ရမှာ crypto နဲ့ပဲရိုက်ထည့်ခြင်းလေရတယ်လို့ကျွန်တော်တို့ကအာ ီ USD အာအာကျော်မြန်မာကျပ်နယ်လေးရိုက်ပြီးတော့ရောင်းထည့်လို့ရတယ်ဆိုလိုတာကကြတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က buy USD ဆိုရင်ကျွန်တော်9ဒေါ်လာရှိရဆိုရှင်9ဒေါ်လာရိုက်ထည့်လိုက်ပေါ့နော်9ဒေါ်လာ9ဒေါ်လာရိုက်ထည့်လိုက်လို့ရှိရင် အောက်မှာ U receipt ရမယ့် amount ကိုသူကပြပေးတယ်ပေါ့နော်ဒီပါဆိုလို့ရှိရင်အဲကျွန်တော်9ဒေါ်လာဆိုလို့ရှိရင်သူရမယ့် amount အဲ့တော့ buy USD နဲ့မဟုတ်ဘဲနဲ့ buy ချက်နဲ့ဆိုလို့ရှိရင်လည်းရတယ်ဗျအဲ့တော့ချက်နဲ့ဆိုလို့ရှိရင်ဥပမာဆိုပါစို့အာ2000 2000ပဲထားလိုက်ပါပေါ့နော် 2000 sorry 2000ထားတယ်2000ဆိုလို့ရှိရင် you say 4 USDT ကျွန်တော်တို့ကရောင်းလိုက်ပါဖြစ်တာဟုတ်ပြီเนาะကျွန်တော်တို့ကအာဒီမှာဆိုလို့ရှိရင်ဟို9အ9ဒေါ်လာဆုံးရောင်းနေတယ်ဆိုလို့ရှိရင်အဲ USDT နဲ့ဆိုလို့ရှိရင်7ဆိုလို့ရိုက်ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရမယ့်အမောင်းကဒီအမောင်းရမယ်ပေါ့เนาะအဲအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ ဒါတော့ကျွန်တော်တို့ဒီ insufficient valence ဆိုတာဒါ for example ပြတာဖြစ်တော့ကျွန်တော်မှ USD 7 USD မရှိဘူးပေါ့နော် insufficient valence ဆိုတော့အဲကျွန်တော်ပြတာဒါ for example ကျွန်တော်ပြတာပေါ့နော်အဲ့တော့ အဲ့လိုမျိုးရောင်းပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့သူ့ KB နံပါတ်နဲ့အဲကျွန်တော်တို့ကဟို KB နံပါတ်ပို့ပြီးတော့ကျွန်တော်တို့ကအဲ့ crypto ကိုပြန်ရောင်းထုတ်လိုက်ပြီးတော့ပါလာပြန်လှူလို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီ P2P ကနေပြီးတော့အရောက်ဝယ်လုပ်တဲ့ဗီဒီယိုလေးကိုကျွန်တော်ရှေ့ကျွန်တော်ရဲ့ဒီဒီ channel ဟိုဟာလဲမှာကျွန်တော် channel တွေမှာတင်ထားပြီးသားရှိပါတယ်ကျွန်တော် YouTube channel မှာတင်ထားပြီးသားရှိပါတယ်ဘယ်လိုရောင်းဝယ်လုပ်ရလဲဟို matchup ဘယ်လိုစကားပြောပြီးတော့ဟိုဘယ်လိုလုပ်ရလဲဆိုတာလေးကိုဟိုအဲ့လေးတစ်ချက်ဝင်ကြည့်လို့ရပါတယ်အဲ့လိုမျိုးအဲ့လိုမျိုးကျွန်တော်တို့ရောင်းပြီးတော့လဲကျွန်တော်ငလင်းကျွန်တော်တို့ရရဲ့ BNB ကိုကျွန်တော်ငလင်းဘေးတင်တဲ့ data တွေကိုပြန်ပြီးတော့ကျွန်တော်တို့လှူလို့ရပါတယ်အတိအကတော့ကျွန်တော်တို့က limit လေးရှိတယ်တချို့ဟာကြီးကြတော့ကျွန်တော်တို့ကထပ်ဖြည့်ပြီးတော့ပါ ရောင်းလို့ရတဲ့ဟာရောင်းရောင်းလိုက်ရတဲ့အနေအထားမျိုးလေးလည်းရှိတာပေါ့နော်။ဘာလို့ဆိုရတဲ့ပမာဏနည်းတာပေါ့နော်။ဥပမာဆိုပါဆိုဒေါ်လာ90လောက်ရတဲ့ PMB ပမာဏဒေါ်လာ90ဝလို့ရတယ်ဆိုရှင် AC ကျွန်တော်တို့ဒီမှာရောင်းလိုက်လို့ရတယ်ပေါ့နော်။ရပြီးတော့မှသာကျွန်တော်တို့သက်ဆိုင်ဟာ teams ကိုပြန်လို့ပြန်လှူလိုက်လို့လည်းရတယ်ပေါ့နော်။အဲ့လိုနီးမျိုးနဲ့ကျွန်တော်တို့ဟိုပြန်ပြီးတော့လှူလို့ရပါတယ်။ Okay အားလုံးကျေးဇူးတင်ပါတယ်။